ာကမှမတားစီနိုင်ခဲ့ရှင်ဘက်ကပြီးတောက်တွင်နေလောင်ချွင်ရင်အိမ်မနေခဲ့တယ် can you just let me say name can't such a to be go pay call you me mo to say that we need မေသက်ဆိုတဲ့ကောင်မဒါမျိုးလာလို့လို့မရဘူးဒီနေရာဒီပိုင်ဆိုင်မှုဒါတွေအားလုံးဟာဘသူတွေ့မှမဖြစ်စရာဟွတော်ထွတ်တက်ရောက်ထဲအတွက်ပဲဖြစ်စရာမယ်အဖွားကြီးဘာဖြစ်နေကြမယ်မသိဘူးဗျာရုံကျုံဘက်မှာလည်းပွက်လို့ရိုက်နေရမယ်ကိုမောကဘယ်လိုလဲလာခေါ်သွားကြတယ်ဘယ်လိုအနီဒေါ်စောခင်လည်းမေ့တယ်လို့အခုပဲစိတ်ကိုပို့လိုက်ရတယ်ကျွန်တော်ရပုံဝင်ချင်ပါခင်ဗျားကိုနောက်ထပ်ဘယ်တော့မှထပ်ပြီးတွေ့ခင်ဗျား ပြောမှထပ်ပြီးမပေါ်လာနဲ့ပရမအောင်ဆုံးနေနဲ့ကိုတို့တို့ကိုကျွန်တော်တောင်းပန်ပါတယ်ညာကျွန်တော်ခေါ်ဝေးတဲ့အလို့သမားဆောင်မို့啊ကိုတို့တို့ရဲ့လုပ်ငန်းတွေမှာအခုလိုပြဿနာ ။ဦးမင်းရဲ့လူရောလေ။တားရဲ့အလုပ်ထဲမှာတားကိုစောင့်ကြည့်လို့ရအောင်ဆိုပြီးထဲတာ။တက်တည်ရောစုံမိလားသား။ဟုတ်ကဲ့မင်းတော်တော်တော့ပြည့်စုံနေပြီ။ Grimmy ID တွေကိုစေးထဲတဲ့ကိစ္စမှာအားလုံးကဦးမင်းခိုင်းနေဆိုတာတက်တည်ရောတားမှရှိတယ်။ဒါမှမဟုတ်တားတို့ coffee chain နေမိလောင်နေကိစ္စမှာတော့ဦးမင်းခိုင်းနေဆိုတော့တက်တည်ရောတားမှရှားနေတယ်။ဦးတန်းဝင်းနဲ့သူ့ရဲ့တပည့်တွေ CCTV မှတ်တမ်းတွေရောတားမှရှိတယ်။ တန်ဝင်းရဲ့ရုပ်ကတာပေါင်းညာစာရုပ်ပါဒီကောင်ကိုစီးယုံရတာလွယ်ပါတယ်တခုခုဖြစ်ပြီးဆိုတာနဲ့တိုးမင်းပုံအပြစ်တွေပုံချမှာမြေကြီးလက်ခတ်မလွယ်ဘူးမိမိသူ့ကိုစီးယုံမယ်ဒါစိတ်မပူနဲ့တက်တည်ရေးစုံပြီးဆိုလို့ရှိရင်အချိန်ဆွဲမနေနဲ့အမြန်ဆုံးဖော်ထုတ်တာအခုကတော့အချိန်ကောင်းမှုတူလို့တားထင်နေမယ် ီကိစ္စတွေအားလုံးကိုအဖွားသိပြီးသားဆိုတော့မမေ့လည်းသိမှာပါ။တားမှာအခုရှိတဲ့တက်တွေလောင်းနေတာဖော်ထုတ်လိုက်မယ်ဆိုရင်အဖွားအူမင်းကိုကောက်ွယ်မှသိကြတယ်။မမေ့ရဲ့ဂုံတိတ်ခါတော့ပြီးတော့တားရဆုံးရှုံးမှုတွေတော့လည်းမဖြစ်စလောက်ဖြစ်လို့မျိုးနဲ့တော့တားမကျင်းနိုင်အောင်မယ်။တို့နဲ့ထိုက်တန်နဲ့အပြစ်မျိုးရမှသာကျင်းနေမယ်။အဲ့ဒါရအောင်လည်းဒါအခုစီစဉ်ထားပြီးသား။မမင်းနဲ့အတူတူတားရဲ့ကိစ္စတွေအားလုံးအကောင့်ထဲပုံမယ်။ မေလက်တော့အကူညီပေးဖို့တော့လုပ်တယ်။ပြောနေကြလူသေးလူလားသားရေ။အမေသားလေးအောင်မြင်ဖို့အတွက်ဘာမစုံမငက်ကွယ်ပဲလုပ်ပေးမယ်မိမမျိုးပါသားရေ။သား။သားအမြင့်ကိုတက်လှမ်းဖို့အတွက်အဓိကအတားအဆီးဖြစ်နေတာ။တိုးမေးတယောက်တည်းမဟုတ်ဆိုတာသားသိတယ်နော်။သားသိတော့အောင်မြင်ရ။သားငငယ်လေးတွေကသားရဲ့အနိကဆုံးမှရှိတယ်။သားတို့ရဲ့အနိကရှိဆုံးပဲမြင်တယ်။ 红砍多苗，大约六毛，大约六百文钱啊，大约嘛、啊，一共十六斤多苗啊，差不 ောင်းခင်မြင့်ကြီးကိုတော်ထွက်ကလဲလွဲယူလိုက်ပြီးထင်တယ်။ဒါဆိုရင်တော့ကိုတော်ထွက်ကအစိုးကုမ္ပဏီရဲ့ဥဆောင်သူဥက္ကဋ္ဌဖြစ်သွားမှာပေါ့။ငါကြားတာကတော့ဥဆောင်သူဥက္ကဋ္ဌကိုတော်ထွက်အမိဆုံးတာ။ဟမ်ဟုတ်လား။အမဘူတို့ပြောနေဟုတ်လား။ဟုတ်။အဲ့ဒါဆိုရင်ကိုတော်ထွက်ကရုံချုံပဲမှာပဲလုံးလုံးတော့မှာ။မသိဘူးလေ။ဂျူလီယာမကြီးကပါလာပြန်ပြီ။ तू ကဘာကိစ္စနဲ့ဒီလိုလား။အေးလူတို့လောက်လည်းမရှိပဲ။အော်နင်းရလေ ကိုတော်ထုတ်ရဲ့ဒီလိုအခြေအနေမျိုးမှာဂျူလီယာကကိုတော်ထုတ်ကိုလက်လွတ်ခံပါမလားသူအလုံးရှိရှိမရှိရှိကတ်နေမှာပေါ့တောင်းရအောင်မာစောကုမ္ပဏီမှာဖြစ်ပျက်သွားတဲ့ကိစ္စတွေကိုအားလုံးသိပြီးသားဖြစ်မှာပါမှန်တိုင်းပြောရရင်ဘွားကခုချိန်ထိတော့သတိမရသေးဘူး အဖွားနေမကောင်းဖြစ်နေတဲ့အချိန်မှာအစောကုမ္ပဏီကိုကျွန်တော်နဲ့ကျွန်တော်မမေအဆက်ပြီးဥဆောင်သွားမှာပါဒါကကျွန်တော်ရဲ့မမေတော်မိတတ်ပါကျွန်တော်ရဲ့မမေကကျွန်တော်ရဲ့ဖေဖေဦးတိုးဝင်းနဲ့လက်မထက်ခင်အချိန်ကလေးကစီးပွားရေးနယ်ပယ်မှာကျွမ်းကျင်ခဲ့တဲ့သူတစ်ယောက်ပါအဖွားရဲ့ချွေးမအနေနဲ့လည်းအဖွားရဲ့စီးပွားရေးတွေအကုန်လုံးကိုကူညီပေးခဲ့တဲ့သူပါရှေ့ဆက်ပြီးတော့ ကျွန်တော်နဲ့ကျွန်တော်မိမိနဲ့ကအစောကုမ္ပဏီရဲ့လုပ်ငန်းတွေအားလုံးမှန်တယ်မြောက်ဦးဆောင်တော်မှာပါဘာတူတဘောနဲ့ဒါမျိုးလောက်တာလဲဒါမျိုးလောက်ငါ့ကိုလက်မခံဘူးအေးလေဟုတ်တာပဲအမေကတည်သွားတာမှမဟုတ်တာဒါမျိုးတော့လုံးဝလက်မခံနိုင်ဘူးမတ်မမတ်တော့တာမီးကဒါမျိုးလောက်ချင်လို့ကျမယောက်ျားနဲ့ကျမတောင်းထောင်ထဲထည့်တယ်ပေါ့လေဟုတ်လား တော်တော်မရိုင်းတဲ့သားမိတော်တော်ရုံမှာကြာအနိရွှေစင်ဦးမင်းနဲ့ညီလေးတို့အန်ဒီတို့ဘလတော်စိတ်တော်ကရောက်နေပြီဆိုတော့ကျွန်တော်သဘောပေါက်ပါတယ်ဒါပေမဲ့အခုချိန်မှာစိတ်အေးအေးချပြီးတော့စကားတော့စဉ်းစားချင်တော့ပြောခဲ့မှာခုလိုချိန်မျိုးမှာကျွန်တော်နဲ့ကျွန်တော်မမေဘူးတမျိုးထင်စင်တဲ့စကားတွေမပြောတဲ့ကျွန်တော်တို့အကူညီနေတာပါ အနီရှူစင်နဲ့ဒီငယ်လေးတို့တေချာဆွေးဆောင်ခြင်းပြီးပါအုတ်ချုပ်တဲ့သူအဖွားမရှိတော့တဲ့ဒီကုမ္ပဏီကြီးကိုဆက်ပြီးတော့စနစ်တကျပြန်လဲအုတ်ချုပ်ကိုကျွန်တော်တာဝန်ယူလိုက်တယ်ဆိုတော့ဖားသိလို့ရှိရင်လည်းလက်ခံပါဘာဒီလိုမျိုးဖြစ်သွားတော့ကျွန်တော်လည်းတကယ်စိတ်မကောင်းပါဘူးဗျာ။ဒါပေမဲ့ကျွန်တော်မှလည်းပူပင်တော့ကရောက်နေတဲ့စိတ်တွေနဲ့နေလို့မှမရတာ အဖွားငငယ်လေးရစူးစမ်းပန်းစားတည်ထောင်လာတဲ့အစောကုမ္ပဏီကြီးကိုမပြိုလဲသွားအောင်ကျွန်တော်ကအဖွားရဲ့မိတယောက်အနေနဲ့လှုပ်တဲ့လှုပ်တိုက်တာကိုလှုပ်လိုက်တာပဲမဟုတ်ဘူးလားဖြစ်တယ်မလားဟုတ်ဖြစ်တယ်မလားအေးအားဆိုလို့ရှင်လေကုမ္ပဏီအငွေဆက်ခံမဲ့လူကမိတယောက်ထဲမှာမဟုတ်တာငါသားသားဖုန်လည်းရှိသေးတာဒီမဲ့တရားမျှတမှုရသွားသတ်ထော့ငါသားနဲ့ကုမ္ပဏီအငွေဆက်ခံမှုရွေးကြတာ ြည့်မယ်ငါသားကမှားရင်းပြီးစွတ်စွဲခံတာဘာတတ်တဲ့အထောက်မှမမရှိလို့ဒီနေ့ပဲလွတ်လာရှင်စင်ဖုံးခန့်ရှိခြင်းမရှိခြင်းထက်အစောပုံကြီးအုတ်ချုံမှုပိုင်းမှာအောက်မဲ့ပန်းတော်မှုရှိဘူးရှင်စင်ဖုံးခန့်ခိုင်လုံးတဲ့တတ်တယ်မရှိလို့ပြန်လွတ်ချင်လွတ်လာတယ်ဒါပေမဲ့ကုမ္ပဏီရဲ့ငွေကိုကိုရေးကိုတာအတွက်

လအနှဲငယ်တွင်မှာတိန်းရာကြီးနဲ့ထုတ်ခဲ့ပါတယ်။ပြီးတော့အိမ်ငွေနဲ့အဲ့ဒီငွေကိုဖုတ်ခတ်တွုံးမင်းဘာလုတ်တဲဆိုတာပြလိုက်လို့ ောက်ဆိုရပါကျွန်တော်လည်းအဲ့လောက်ကြီးချပြဖို့မရှိပါဘူးဗျာအလုံးသိအောင်တော့ပြောပြရမှာပဲဖုံးခန့်နေနဲ့ဒီကုမ္ပဏီကိုအုပ်ချုပ်တင်လားမတင်ဘူးလားဆိုတာဒီကလူချင်းမင်းနဲ့အလုံးစဉ်းစားကြည့်လीအဲ့ဒါတော့မဖြစ်နိုင်ကုမ္ပဏီရဲ့ဂုဏ်သိက္ခာညှိနှိုင်းအောင်လုပ်တဲ့သူဖုံးခန့်ကိုဒီကုမ္ပဏီနဲ့ပအောင်ပတ်ဆက်စရာအကြောင်းလည်းမရှိဘူးသူ့ကိုဒီကုမ္ပဏီရဲ့အရရာဆက်ခံသူနေရာနေဖယ်ရှားပေးပါအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့ဒီကုမ္ပဏီမှာဆက်လုပ်မလုပ်တာတော့တူတယ်เนาะကျွန်တော်လည်းမခံနိုင်ဘူးเนาะမဟုတ်မဟုတ်ဒါလည်းမဖြစ်နိုင်ဘူးကျွန်မသားလူလို့တော့မဟုတ်ဘူးဒါမှရင်းပြီးဆွဆွဲတာပဲဖြစ်ရမယ်တမင်ချင်းစီထားတာပဲဖြစ်ရမယ်မမသားမမသားကျွန်မယောက်ျားကိုမကျင်နဲ့ဘူးဆိုလို့ရှိရင်ကျွန်မတော့မမသားမမသားကျွန်မတကယ်တော့မမသားကျွန်မသားလေးမှအပြစ်မရှိပါဘူးကျွန်မသားလေးကလုံးလုံးပါနေမမသားကျွန်မတော့မမသား ကျွန်မသားလေးရလေးအဲ့လိုမျိုးလုပ်တယ်လှုပ်ပဲသူမျိုးမဟုတ်ပါဘူးကျွန်မသားလေးလုပ်တာမဟုတ်ပါဘူးမမသားကျွန်မတောင်းပါတယ်ကျွန်မသားလေးကိုအဲ့လိုမလုပ်ပါနဲ့ငါတို့နင်ပြောပြပါဦးငါတို့အဲ့လိုလုပ်မှသူမျိုးမဟုတ်ဘူးလို့ဟုတ်တယ်မမသားတားဖုံကအဲ့လိုလုပ်မဲ့လူသားမျိုးမဟုတ်ဘူးတော်တော်နင်ကြီးလေးကနင်ကိုဒီလိုချစ်တာဝဲနင်ကြီးလိုနေအဲ့လိုမလုပ်ပါနဲ့ငါတောင်းမှန်ပါတဲ့ကျွန်တော်လည်းညီလေးကိုချစ်ပါတယ်ဗျာ ဒါပေမဲ့လူချင်းမြင့်တွေတောင်းဆိုထားတဲ့အတိုင်းကျွန်တော်မလာရောလို့အဆင်မပြေဘူး။စင်ကောင်းပါဦး။ခုဆိုစီဝေမပြီးသေးဘူး။အမီတို့ပြန်ခေါ်တော့တော့တယ်။ဒါတော့လည်းလောက်ပတ်သူမျိုးမဟုတ်ဘူး။မဟုတ်ငါသားလည်းမလောက်ဘူး။မဟုတ်။ငါမအေးစီပြောကြပါဗျာနော်။ကိုတော့ တော့ငယ်တူကတော့ကံမလီမှာယာတို့တစ်ခုနဲ့အလုံးလုံးနေဖြစ်တဲ့အတွက်ဒီအစည်းအဝေးမှာသူရှိနေတဲ့တော့ကျွန်တော်အကြံပေးပြရစီဒီကလေး time မသာလဘလို့မဆောင်ရသေးဘူးကဲအဲ့ဆိုရင်ကျွန်တော်အလုံးစကားလေးဆက်ပြောပါဦး တော်တော်ကျမအဲ့အကြောင်းပြောရမယ်ဆိုရင်ကိုဖုန်းကတကယ်မလုပ်ခဲ့ဘူးထင်တယ်။ညနေတိထားရလေကိုဖုန်းကသူ့တငယ်ချင်းအမေစင်းုံတက်ဖို့တော့ ਨੇ အန်တီစီမငွေကူညီတောင်းလို့အဲ့ငွေကညနေပဲထုတ်ပေးလိုက်တာ။ကျွန်တော်ကဘာပြောနေလို့လဲ။ဖုန်းကဒီငွေကိုယူတာဟုတ်လားမဟုတ်လား။ဖုန်းကယူရတော့ဟုတ်ပါရဲ့။ဒါမဲ့အကြောင်းပြချက်လွဲနေလို့ကွာ။ဖုန်းကပြောတာမှန်ပါတယ်ဆိုတော့တက်တယ်လို့ရှိလား။အော်သူ့တငယ်ချင်းကိုမေးချင်မယ်ဆိုရင် နော်နီညီမအဖွားလိုမိသားစုမှာတတလုံးလူယုံနေနဲ့နေလာပြီးတော့မိမိနဲ့တောက်လျှောက်လက်တွဲလာတယ်ညီမရဲ့အဓိကရည်ရွယ်ချက်ကပါလဲညီမဟာငွေလိုတယ်အနီမိသားကငွေပေးရဲ့အားကြောင့်ပါအဲ့တော့ဆိုလဲအဲ့ဒီသဘောတရားမျိုးဆက်သွားရုံနဲ့လေမန္တရအရေးကြီးနေလို့လားအစည်းအဝေးပြီးသွားပြီ ုနကမှပြီးတော့ကိုသူကအစည်းအဝေးကြာလိုက်တာဆိုတာဗျာဟိုပြီးတော့လေကျွန်တော်တို့ထင်ထားတဲ့အတိုင်းပဲကိုတော်တို့ကအစောကုမ္ပဏီရဲ့ဥတုမင်းရဲ့ယာရုကိုယူလိုက်တာတဲ့ဟမ်ဘာလို့အန်နီဒေါ်စောခင်နေအောင်မယူရလဲအဲ့နေကကိုတော်တို့ရဲ့အမေတဲ့ဟိုဟိုဟန်ဒီလေသူနဲ့ဘာဆိုင်လို့လဲတော်တော်ဆုံးကတော့အဲ့လိုပဲဖြစ်တော့မှာပေါ့အနီတာတော်ရဲစီးဝါးအကြောင်းကောင်းကောင်းလားလေပြီးပြီးတော့လေအဲ့လိုယာရုတွေခွဲပြီးတော့ပွဲတွေဖြစ်ကြအောင် ဖြစ်တာကိုကိုဖုန်းကမေရောက်လာလေအမသူတို့မိသားစုအရှင်ချင်းအုံချုပ်သူနေရလူတွေကိစ္စတွေဖြစ်တာပေါ့ကျွန်တော်ကကိုဖုန်းကတရင်နေတော့မကောင်းဘူးဗျာသူ့ကိုလေဒီကုမ္ပဏီရဲ့အမွေဆက်ခံသူနေရာကနေပြီးတော့နှုတ်ထွက်ဖို့တော့အားလုံးကဝိုင်းပြီးတောင်းဆိုနေကြတယ်ဒါကဘလို့ဖြစ်နေပါလဲဖုန်းကအဲ့လိုလူသားမျိုးမှာမဟုတ်လားအဖုန်းကလည်းစိတ်မကောင်းဘူးကွာအဖုန်းကလုံးဝအပြည့်ဝရုံနေနော်ဒါမဲ့ပြင်လူတယောက်နေနဲ့ကြည့်မယ်ဆိုလို့ရှိရင် ခုံခန့်အားလုံးဆွတ်ဆွဲတယ်လို့မလုပ်ပါဘူးဆိုတော့ရောင်းအခတ်တယ်ကွာအဖုံးကစိုးရင်တယ်ကွာအာတိတ်စိတ်ပြဖို့ကောင်းတာပဲကျွန်တော်ကခဏပဲစောင့်ကြည့်တော့မယ်ဒီတဲ့ချင်းတွေကိုကိုကဖြစ်လာရင်ကျွန်တော်ထွက်တော့မှာဟာမင်းကလေဘလို့ဖြစ်တာမောင်လေးလောက်ထွက်လို့ပဲဖြစ်မလဲဒီကော်ဖီလုပ်ငန်းမှာအဓိကလောက်ကင်နေတာအမတို့ပဲရှိတာလေအခုလိုကုန်းနေကမောက်ကမဖြစ်တဲ့အချိန်မှာမမတို့ကော်ဖီလုပ်ငန်းပိုးပြီးစီစီယုံရှိရမှာမဟုတ်လားကောင်းကဲ့ ကော်ဖီလုပ်ငန်းပိုင်းအနေနဲ့ရောဗာတင်ထူတည်လဲဟိုအဲ့ဒါတော့ဘာမှမကြားမိဘူးမှာဟိုတူရကိုတော်ထွားကော်ဖီလုပ်ငန်းကိုဘယ်လိုလုပ်မယ်လို့ထင်မလဲတော်တော်ကတော့ငါတို့ကော်ဖီလုပ်ငန်းကိုပြစ်ထားပါမလားဒီကော်ဖီလုပ်ငန်းအောင်မြင်အောင်သူဘလောက်ထိအသေးစိတ်အားစာကြိုးစားထားတယ်ဆိုတာအလုံးသိပြီဟာကော်ဖီလုပ်ငန်းဘာမှစိုးရိမ်နေမှာမရှိပါဘူးဟာကိုတော်ကလည်းကိုတော်ထွားကဒီကော်ဖီလုပ်ငန်းကိုဘယ်လိုသဘောထားလဲဆိုတာမသိတာကြားနေရ ဒီ coffee လုံကကိုတော်ထွက်တော့ဆိုရင်ဘင်ကြီးတော်ထွက်တော့အရေးကြီးဆုံးလုပ်ငန်းလုံကပြောနေရမှာအားလုံးလည်းလက်ခံနေမှာဟမ်ဟုတ်တယ်မလားတော်ထွက်ဘလောက်အလုံးမှာအနစ်နာခံလဲဆိုတော့အားလုံးသိနေတာပဲ coffee လုံကဘာမှထိခိုက်မှာမဟုတ်အေးစိကိုတော်ထွက်ရဲ့စည်ရင်းကိုတော့ညီမသိပါတယ်ဒါမဲ့လုပ်ငန်းတွေရဲ့သဘောထားတွေဘာတွေလဲရှိသေးရဆိုတော့ ကော်ဖီလုံငန်းကိုအုပ်ရောရောကြောက်ရောနဲ့ဖြတ်တယ်လို့လုပ်လိုက်မှာလို့ဟုတ်လားဆိုရင်တော့လောက်တည်ရမ်းများနေလား မြင်တဲ့တိုင်ပဲလေဂျူလီဂျူလီပြောပြချင်တယ်ဂျူလီကိုဒီကုမ္ပဏီမှာအလုပ်တညာလုပ်စီစဉ်ပေးပါဒီတော့ကိုဗီနာမှာလုပ်တွေကူနေတာတော့မှမပင်မနေရတာကျူလီရဲ့ပင်မမဘူးအခုလို့လုပ်တွေဆက်ကူနေရလဲကူနေရပေါ့ဒါပေမဲ့ကျမဂျူလီယာအနေနဲ့ဂျူလီရဲ့ပညာရည်ချင်းဂျူလီရဲ့အဆင့်တန်းနဲ့ထိုက်တန်တဲ့အတူကြရာသူတွေတခုတော့လိုချင်တာပေါ့ ဇူလီမန်လာနေရာရှိလားရှိတယ်ကော်ဖီလုပ်ငန်းအောင်ဂျူလီကိုပေးပါလက်လုံးရဲ့အောက်ချုပ်သူကြီးခဲ့တရားဂျူလီဖြစ်ချင်တယ်ဂျူလီကော်ဖီလုပ်ငန်းကိုဥဆောင်မယ်ဆိုရင်ဂျူလီဒီတက်ပို့ပြီးလေ့လာမှရမှာ ကော်ဖီကိုတကယ်ချစ်ပြီးကော်ဖီလုပ်ငန်းလုပ်နေတယ်ညာရယ်ကော်ဖီလုပ်ငန်းကိုစီးပွားရေးမြင်တစ်ခုတည်းနဲ့လုပ်လို့မရဘူးရရှိအဆင်ပြေမှာမဟုတ်ဘူးလို့တော့ရှင်းလို့ကော်ဖီကိုတစ်စက်လေးမှမကြိုက်တဲ့သူတော်မှဒီလိုလုပ်ငန်းကိုအောင်မြင်အောင်လုပ်လာနိုင်တာပဲကျွလို့လို့လောကဘာမှလုပ်နိုင်စရာရှိလို့လဲရှင်းရဲ့ဂျူလီလေးကအရင်နဲ့ကော်ဖီကျောင်းကြီးစိတ်ဝင်စားရဆိုတာလည်းရှင်းသိတာပဲပြီးတော့ရှင်အခုဒီကော်ဖီလုပ်ငန်းကိုစလုပ်ခရေရ ဂျူလီယာကော်ဖီနဲ့ပတ်သက်ပြီးတော့အများကြီးထပ်လေးလာပြီးသားရင်းမြတ်တော့တည်ပါတယ်တော့လို့ကော်ဖီကိုဒဇန်မှစိတ်မဝင်စားရတူတော့မှဒီလိုမျိုးလုပ်ငန်းကိုဦးဆောင်နိုင်တာဘယ်လောက်ထိလဲအောင်မြင်လာနိုင်တာဂျူလီတို့လူသားဦးဆောင်မယ်ဆိုလို့ရှင်နှစ်ဆမကဘူအောင်မြင်မှာဂျူလီယုံကြည်မှုကတော့ပြည့်ပဲတော့ပြောတော့မလို့ဂျူလီပြော ဘာလဲဂျူလီကိုမယုံတာလားဒါမှမဟုတ်အဲ့နေရာအတွက်တယောက်ယောက်ကိုရည်ရွယ်ထားရှိလို့လား လေးပြောဖို့ဘာလို့အလောက်ကြာလဲ။ဒါဆိုဂျူလီကော်ဖီလုံငန်းယူလိုက်တော့မယ်နော်။ chỉ lại.